်ဟိုဘက်ကွာမယ်ဟိုဘက်ကွာမယ်ဟိုဘက်ကွာမယ်လာနေတော့မင်းဟိုဘက်ကွာ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 ဟေးကြီးလေး thank you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  okay 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 ဒါဘယ်လိုပြောလဲဒီနေ့ခံစားချက်ပြောပြပါဦးခံစားချက်တော့ကျွန်တော်မမျော်လင့်မဲ့ရတာပါဘာလို့မမျော်လင့်လဲဆိုတော့နှစ်တိုင်းလဲ တရင်ကြီးပြင်လွဲနေကြဆိုတော့ဒီနေ့လည်းဒီလိုပဲလွဲပါလိမ့်မယ်လေဆိုပြီးတော့စိတ်လျှော့ထားတာပါကျွန်တော်စိတ်တွေကတော့ဒီပွဲကြီးဘာများလိုအပ်မလဲဆိုတော့စိတ်ပဲပူပန်နေတာပါအဲမပြောလိမ့်မယ်ကြင်ညာလိုက်တော့တကယ်ကိုအန်အောဝမ်းသာဖြစ်ရပါတယ်နောက်တစ်ခုကကျွန်တော်ဥက္ကဋ္ဌတတန်အဲနှုတ်ဆက်တဲ့အချိန်မှာပဲ ရလိုက်တဲ့အတွက်လည်းပိုပြီးအမတ်တရဖြစ်စေပါတယ်နောက်တစ်ခုကဇပ်ပုစု ဖြစ်တဲ့အတွက်လည်းကျွန်တော်ရဲ့မူရင်းဘဝကိုအစအစပထမဘဝတွေကိုပြန်ပြီးတော့အောက်မေတာတာဖြစ်ပြီးတော့ဒီဇပ်ပုစုလေးလည်းကျွန်တော်မျက်နှာမိပါတယ်ကျွန်တော်အမှန်တိုင်းပြောရင်တော့ဇပ်ပုစုနဲ့ဒရိုက်တာဆိုရင် ကျွန်တော်ဒရိုက်တာကိုလိုချင်ခဲ့တာပါဒရိုက်တာဆုကိုလိုချင်ခဲ့တာပါဒါပေမဲ့လည်းဒါဇက်ဘုဆုဆိုတာလည်းကျွန်တော်ရဲ့မူလဘဝဖြစ်တဲ့အတွက်ကျွန်တော်မျက်နှိုးပါတယ်ကျွန်တော်နှုတ်ထွက်တယ်ဆိုတာတက်တန်းလေး20ပြည့်သွားလို့ပါ ပြီးတော့ကျွန်တော်ရဲ့အမှုပညာစိတ်ကူးစိတ်တမ်းတွေကျွန်တော်မေးထားတဲ့ကိစ္စတွေအမှုပညာလုပ်ငန်းတွေအရင်တည်းအစာဝေါများဆိုတာပို့ပြီးပြန်လုပ်နိုင်တော့မှာပါလို့ကျေးဇူးတင်ပါတယ်ကျွန်တော်အမှုပညာတတန်းအနှစ်စိတ်ဆိုတာကိုပြောနိုင်ဖို့ဆိုတာကျွန်တော်အားပေးတဲ့ပရိသတ်ဆိုတာရှိမှဖြစ်တာပါအဲ့ဒီတော့ပရိသတ်ရဲ့ကျေးဇူးဆိုတာကမရှိမဖြစ်ပါကျေးဇူးပါ